Welcome to the Voice of America in Burmese. မင်္ဂလာရှိတဲ့မနက်ခင်းဖြစ်ကြပါသည်ခင်ဗျာ VOA အမေရိကန်တန်ရဲ့2025ခုနှစ်မတ်လ15ရက် စနေနေ့မနက်ခင်းအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီမြန်မာစံတော်ချိန်မနက်6:00နာရီနေ9:00နာရီအထိထုတ်လွှင့်သွားမယ်ဒီအစီအစဉ် VOA ရော RFA ရောဆိုတာကလည်းဒီဒီကမ္ဘာလုံးမှာရှိတဲ့အာဏာရှင်နိုင်ငံတွေမှာတည်င်းမှန်မှန်ကန်ရရှိစေဖို့ဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်ရည်ရွယ်ချက်နဲ့ဒီဒီလိုမျိုးမြန်မာနိုင်ငံတွေမကောက်နိုင်ငံမောင်းများစွာအတွက်ဒီလိုအတန်လွင့်ဌာနတွေပေါ့အမေရိကန်ကထောက်ပံ့ပေးတဲ့ဟိုရန်ပုံငွေနဲ့တန်လွင့် လုပ်ငန်းတွေလုပ်ခဲ့ကြတာပေါ့နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့သူတို့ရဲ့ရည်တည်မှုကကျွန်တော်မြန်မာနိုင်ငံတနိုင်ငံနဲ့တည်းမကဘူးပေါ့နော်အခြားသောနိုင်ငံတွေအတွက်လည်းအရေးကြီးတာ哦ဆိုတော့သူတို့ရဲ့ခန်းကဏ္ဍအဲမြန်မာအရေးပါခဲ့တယ်မြန်မာပြည်သူတွေတိကအားထားနေကြရတဲ့သတင်းဌာနတွေတဲကသတင်းဌာနကြီးနှစ်ခုဖြစ်တဲ့ American Than Voice of America VOA နဲ့လွတ်လပ်တဲ့အာရှသံ Radio Free Asia RFA တို့ပိတ်သိမ်းခံရနိုင်တဲ့အခြေအနေကိုရောက်ရှိနေပါတယ် မတ်လ15ရက်နေ့ကဒီသတင်းဌာနကြီးတွေမှာလောက်ကင်နေတဲ့တရားဝင်ဆိုရဝန်ထမ်းအနေနဲ့စာချုပ်ဝန်ထမ်းတွေစီကိုလစာကြိုးခန်းစား권နေနဲ့နားပေးလိုက်တဲ့ဆိုတဲ့အကြောင်းကြားစာတွေကိုအစိုးရဘက်ကပေးပို့လာခဲ့ပြီး16ရက်မှာတော့အလောက်ကနေတရားဝင်ရက်ဆိုင်လိုက်ပြီးဆိုတဲ့အကြောင်းကြားစာတွေထပ်မံရရှိခဲ့တယ်လို့ကာယကရှင်တွေကဆိုကြပါဗျ။အခြေအနေတွေစိုးမယ်လို့တွတ်ထားပေမဲ့ဒီလောက်ထိစိုးမယ်လို့တော့မထင်ထားဘူး။ ကမ္ဘာ့ shutdown ဖြစ်တဲ့အချိန်မှာတော့မှရအောင်လွှင့်ခဲ့တာဒါကတက်တန်း80ကျော်မှပထမဆုံးပဲအကုန်လုံးသိရတဲ့အချိန်မှာဌာနကြီးတစ်ခုလုံးရက်သွားပြီအဲ့ဒီအချိန်ဌာနကသတင်းလွှင့်မှုအကုန်လုံးပြင်ဆင်ပြီးသွားပြီဒါပေမဲ့လွှင့်ရမယ့်သူတွေကလာတာခန်းစားခွင့်နဲ့အနာပေးခံလိုက်ရတဲ့သူတွေဖြစ်နေတော့အကုန်လုံးအဆောက်အဦတွေကနေချက်ချင်းထွက်ပြေးရတယ်အားလုံးအဆောက်အဦတွေကထွက်ပြေးလိုက်ရပြီးတော့ရှိုးကြီးကလည်းအဲ့ဒီအတိုင်းပဲကြံခဲ့တယ်ဘာမှဆက်လွှင့်လို့မရတော့ဒီသတင်းဌာနကြီးနှစ်ခုဟာသတင်းမောင်ချခံထားရတဲ့ ဒေတာတွင်းနိုင်ငံတွေမှာဖြစ်ပွားနေတဲ့သတင်းတွေကိုတင်ဆက်နေတာဖြစ်ပြီးအဲ့ဒီတည်းမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ရေဒီယိုရုံမြင်သံကြားနဲ့အင်တာနက်ပလက်ဖောင်းမျိုးစုံကနေသတင်းတွေတင်ဆက်နေတာဖြစ်ပြီး VOA ကဘာသာစကားပေါင်း54မျိုး RFA ကဘာသာစကားပေါင်း6မျိုးနဲ့နေ့စဉ်ထုတ်လွှင့်တင်ဆက်နေတာပါ။ဒီသတင်းဌာနတွေဟာအမေရိကန်ဆိုရရဲ့ငွေကြေးထောက်ပံ့မှုနဲ့အခိုင်အမာယက်တည်နေကြတာဖြစ်ပြီးဒေါ်နယ်ထရန့်ဆိုရလက်ထက်မှာဒီသတင်းဌာနတွေကိုထောက်ပံ့နေတဲ့ ငွေကြေးတွေကိုရပ်ဆိုင်းပစ်ခဲ့တာပါဒီလိုသတင်းဌာနကြီးနှစ်ခုရပ်ဆိုင်းခံရမှုဟာဆီယနာသိမ်းပြီးကလေးကအင်တာနက်လွတ်လပ်ခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ကန့်သက်ထိန်းချုပ်ခံထားရတဲ့မြန်မာနိုင်ငံအတွက်တော့စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တယ်လို့သတင်းစာဆရာတွေကထောက်ပြဝေဖန်နေကြပါဗျ။သတင်းအမောင်ချခံထားရတဲ့မြန်မာနိုင်ငံအတွက်တော့ဆုံးချမှုကကြီးတယ်။ဘာဖြစ်လဲဆိုတော့သတင်းသိကျင်တဲ့လူတွေသတင်းကြည့်ကျင်တဲ့လူတွေအခုလိုမျိုး အလုပ်တွေရပ်နားလိုက်ရတဲ့ VOA လို့ RFA လို့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေပေါ့နော်ဒီလိုမျိုးကာလရှည်အများပြည်သူရဲ့ယုံကြည်စိတ်ချမှုရခဲ့တဲ့အဲသတင်းဌာနတွေအဲဒီဒီဌာနတွေအလုပ်တွေရပ်နားလိုက်ရပြီဆိုလို့ရှိရင်တော့သတင်းသိကျင်တဲ့လူတွေသတင်းကြည့်ကျင်တဲ့လူတွေတော်တော်တော်မဟာဆုံးရှုံးမှုပဲနော်ဘသူကိုပဲထောက်ခံထမ်းဘယ်အဖွဲ့ကိုပဲထောက်ခံတဲ့လူပဲဖြစ်ပါစေကန့်ကွက်တဲ့လူပဲဖြစ်ပါစေကြားနေတဲ့လူပဲဖြစ်ပါစေ မြန်မာပြည်မှာဘာတွေဖြစ်နေလဲပေါ့နော်ဘယ်မျိုးနေမှာဘာတွေဖြစ်နေလဲဘုံကျဲခံရတယ်ဆိုလို့ရှိရင်လည်းအရသားတွေဘယ်လောက်ထိထိခိုက်နေတာသွားလဲဒါတွေသိရဖို့အတွက်ကဘယ်သူပဲဖြစ်ဖြစ်သတင်းစာမျက်နှာတွေကိုလာဖတ်ရတာပဲလာကြည့်ရတယ်ပေါ့နော်အဲ့လိုမျိုးပြည်သူတွေအသက်ခံရတယ်အနိုင်ကျင့်ခံရတယ်စော်ကားခံရတယ်မတရားဖက်စီးထောင်ချခံရတယ်ဒါတွေကိုအထူးပြုအဲလေလာစောင့်ကြည့်ပြီးတော့သတင်းတင်ဆက်တာသတင်းတင်ဆက်တဲ့ထံမှာ ဒီ VOA လိုမျိုး AF လိုမျိုးသတင်းဌာနတွေကထိတ်တန်းပါတယ်အဲ့တော့ဒီဌာနတွေကအလုပ်တွေရန်နာလိုက်ပြီဆိုလို့ရှိရင်တော့သတင်းကြည့်ရတဲ့လူတွေသိကျင်တဲ့လူတွေတော့ဒါဆုံးရှုံးမှုပါပဲလေးစင်မီမရရှိတဲ့ data တွေနဲ့ internet ဖြတ်တောက်ခံထားရတဲ့ data တွေကပြည်သူတွေဟာသတင်းဌာနတွေက ထုတ်လွှင့်တဲ့ video လိုင်းတွေကိုအဓိကအားဌာနဆင်နေရတာပါဒါကြောင့်နှစ်ပေါင်းများစွာခိုင်မာထုတ်လွှင့်ခဲ့ပြီး video တင်ဆက်မှုအားကောင်းခဲ့တဲ့သတင်းဌာနကြီးနှစ်ခုရပ်ဆိုင်းခံရတာဟာ မြန်မာလူမှုတွေအတွက်ကြီးမားတဲ့နင်နာမှုတစ်ရပ်ဖြစ်တယ်လို့ဆိုပါရယ်မြန်မာတမိုင်းမှာဆရာနာသိမ်းမှု၃ချိန်ထိရှိခဲ့ပြီးဒီကာလတွေမှာဆရာနာရှင်တွေဟာလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍတွေကိုဖိနှိပ်ခဲ့ပြီးသတင်းလွတ်လပ်ခွင့်တွေနဲ့သတင်းစာဆရာတွေကိုဖမ်းဆီးဖိနှိပ်မှုတွေစတိုက်လှုပ်ဆောင်လာခဲ့တယ်လို့သတင်းစာဆရာတွေကပြောပါရယ် လွတ်လပ်တဲ့မီဒီယာကနိုင်ငံတိုင်းအတွက်ရေးပါတယ်။ conflict ဖြစ်နေတဲ့နိုင်ငံချင်းနေမှာမီဒီယာဟာသူ့ဘာသူ stand အလုံးရက်တီကိုခတ်ခဲတယ်။မီဒီယာနောက်တစ်ခုက business ငွေရှာတဲ့လုပ်ငန်းမဟုတ်ဘူး။မီဒီယာကဟိုဟိုကြောက်တူးပြီးလုပ်နေတဲ့လုပ်ငန်းလည်းမဟုတ်နေဘူးเนาะအဲ့တော့မီဒီယာဟာတည်င်းအချက်လက်ပေးဖို့ဟိုရက်ရက်တီနေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။မီဒီယာကဟိုတစ်ခုခု ရောင်းနေတဲ့ trading လည်းမဟုတ်ဘူး selling business လည်းမဟုတ်ဘူးမြန်မာနိုင်ငံလို media ကိုနှိပ်ကွနေတဲ့နိုင်ငံသတင်းအမှောင်ချနေတဲ့နိုင်ငံเนาะပြီးတော့အာ media သမားတွေပုံဆုံးွယ်ရှုเนาะပြီးလွား ပြီးတော့အခြားနိုင်ငံတွေမှာအခြေတည်ပြီးအလုပ်လုပ်နေရတဲ့နိုင်ငံတွေမှာမီဒီယာတွေကအထောက်ပံ့နေတော့လိုအပ်လိုအပ်တယ်မြန်မာမီဒီယာတွေအတွက်စဉ်းစားပေးဖို့လိုတယ်မြန်မာနိုင်ငံလိုသတင်းမောင်ချနေခံနေရတဲ့နိုင်ငံเนาะမီဒီယာကိုနှိမ့်ကွက်နေတဲ့နိုင်ငံအတွက်ဒါတွေကထည့်သွင်းစဉ်းစားပေးဖို့လိုတယ်လို့ကျွန်မထင်တယ်လက်ရှိအချိန်မှာလွတ်လပ်တဲ့သတင်းမီဒီယာတွေဟာနိုင်ငံတကာရဲ့အကူအညီတွေ short ချဖျက်တောက်မှုတွေကြောင့်အကြက်တဲတွေနဲ့ရင်ဆိုင်နေကြရပါတယ် ီလိုခြေနေတွေကြောင့်လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေမှာလှုပ်လှုပ်ကိုင်နေကြတဲ့ဝန်ထမ်းတွေဟာအခက်အခဲချက်တဲတွေနဲ့ရင်ဆိုင်နေကြရသလိုအခုလိုသတင်းဌာနကြီးတွေပိတ်သိမ်းခံရတာကြောင့်နေချင်းညာချင်းလှုပ်ကိုင်မဲ့တွေဖြစ်သွားကြရပါတယ်။စစ်ကောင်စီဟာလွတ်လပ်တဲ့သတင်းတောက်တွေကိုရန်သူတပ်ဖွဲ့ပြစ်မှတ်ထားစောင့်ကြည့်နေတာကြောင့်မြန်မာနိုင်ငံထဲကိုလည်းပြန်နေဖို့မဖြစ်နိုင်ပါဘူး။မြန်မာနိုင်ငံဟာတရုတ်နိုင်ငံပြီးရင်သတင်းလွတ်လပ်ခွင့်အဆိုးအဝါးဆုံးနိုင်ငံဖြစ်ပြီးစစ်တပ်အာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်း လွတ်လပ်တဲ့သတင်းမီဒီယာ15ခုလုပ်ငန်းလိုင်စင်ပိတ်သိမ်းခံခဲ့ရပြီးသတင်းမီဒီယာသမား43ဦးဖမ်းဆီးထောင်ချခံထားရတယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့အစီရင်ခံစာအရသိရပါဗျာ။